မင်္ဂလာပါကျေးဇူးပါတယ်ဒီနေ့အတူတူလေ့လာကြည့်ကြမှာကတော့ chain lead ပေါ့နော် L I N K လို့တည်ကြတဲ့ cryptocurrency project တစ်ခုရဲ့အကြောင်းပါအဲကျွန်တော်တို့စီရောက်လာတဲ့ project analysis report တွေကိုအခြေခံပြီးတော့လေဒီ chain link က crypto law မှာဘာကြောင့်ဒီလိုအရေးပါနေရတာလဲသူ့ရဲ့အတိတ်ကနီးပညာကပါလဲအနာဂတ်အလားအလာဘယ်လိုရှိနိုင်မလဲဆိုတာတွေကိုနည်း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 ဆွေးနွေးကြည့်ချင်ပါတယ် ဟုတ်ကဲ့စိတ်ဝင်စားစရာအကောင်းဆုံးကတော့ तू က decentralized oracle network တခုအနေနဲ့ပေါ့နော် blockchain တွေကိုအပြင်ကလက်တွေ့ကမ္ဘာ data တွေ API အနေနဲ့လုံလုံချုံချုံချစ်ဆက်ပေးနိုင်တယ်ဆိုတဲ့အချက်ပဲဟုတ်ပါတယ်တနည်းပြောရရင် blockchain digital ကမ္ဘာနဲ့အပြင် လောကကိုဆက်ပေးတဲ့တရားလိုမျိုးပေါ့နော်မှန်ပါတယ်အထူးသဖြင့်ဟို2020 DeFi အရန်ခေတ်ဆလာတဲ့အချိန်မှာသူရအရေးပါပုံကပို့ပြီးတော့ဟုတ်တယ်မလားဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအချိန်မှာတွတ်တွတ်တည်တာလား ်ဒီနေရာမှာလေအဓိကပြဿနာတစ်ခုကိုအရင်ရှင်းရှင်းလင်းမြင်ဖို့လိုတယ် blockchain တွေကလေသူတို့ရဲ့သဘာဝကိုကအပြင်လောကမှာဘာဖြစ်နေလဲတားရမသိနိုင်ဘူးဟိုပိတ်ထားက digital sanity လို့မင်းအင်းဒါပေမဲ့တကယ်လက်တွေ့အတုံးဝင်မဲ့ smart contract တွေဥပမာအာမခန်စာကျုတေဗန်ဒိုင်းတဘောတူညီချက်တွေဆိုပါတော့ဒါတွေကအလုပ်လုပ်ဖို့အပြင်လောကရဲ့အချက်လက်တွေလို့လေဇင်းနှုံးတွေရာသီဥတုချင်းတွေလေအဲ့ဒါတွေပုံမှုတည်ရတယ်ဟုတ်ကဲ့ အဲ့လိုယုံကြည်စိတ်ချရတဲ့ပြင်ပဒေတာမရရင်လေ smart contract ရဲ့အတုံးဝင်မှုကအကန့်အသတ်နဲ့ပဲဖြစ်သွားရော chain link ကအဲ့ဒီ oracle problem လို့ခေါ်ကြတဲ့အခန်းကြကြတဲ့ပြဿနာကိုဖြေရှင်းဖို့စ조사နေတာခင်ဗျာအော်ဟုတ်ကဲ့ဒါဆိုသူ့ရဲ့အဆောက်အုံပြန်သွားကြည့်ရအောင်2016မှာ Sergey Nazarov နဲ့ Stu Ellis တို့ကစခဲ့တာဆိုတော့ဟုတ်ပါတယ် smart contract ဆိုတဲ့ company နာမည်နဲ့ပေါ့ UHJ ကအခုနောက်ကပြောသလိုပဲ smart contract တွေကိုအပြင်က data နဲ့ချိတ်ပြီးပိုအတုံးဝင်အောင်ပိုအစွမ်းထက်အောင် လုပ်ဖို့อืมအဲ့ဒီအစောပိုင်းကတည်းကဒီပြဿနာကိုသူတို့မြင်ရှိစားတာပေါ့နော်မှန်ပါတယ်အဲ့တုန်းကတည်းကပါတကယ်အလေးပြောင်းကတော့၂၀၁ခုမှာပေါ့ ICO လုပ်ပြီးတော့ဒေါ်လာ30တန်းရန်ပုံငွေရလိုက်တယ်ဝိုး30တန်းဟုတ်အဲ့ဒါက link token တန်း350ကိုတစ်ခုမှ0.11ဒေါ်လာလောက်နဲ့ရောင်းခဲ့တာတော်တော်နေတဲ့ဈေးနဲ့နော် ဟုတ်တယ်လေအဲ့ဒီအရင်အနည်းက2019မှာ Ethereum ပေါ်မှာသူတို့ mainnet ကိုအောင်အောင်မြင်မြင်လွင့်တင်နိုင်ဖို့အဓိကတွန်းအားထည့်ထားတာပေါ့အဲ့ဒီ mainnet လွင့်ပြီးနောက်ပိုင်းအထူးသဖြင့်2020 DeFi Summer လို့ခေါ်တဲ့ချိန်မှာချိန်လင့်ကအိတ်တန်ပေါက်သွားတာပဲနော်ဟုတ်ပါ DeFi Protocol ကြီးတော်တော်များများကလေယုံကြည်ရတဲ့ဈေးနှုန်းအချက်လက်တွေအတွက်ချိန်လင့်ကိုမှမိခေါ်လာကြရောလို့ အဲ့ဒါကြောင့်လဲချင်းရင်စည်းဒီတပ် industry standard လို့ဖြစ်လာတာပေါ့အင်းအဲ့ဒီအချင်းကစပြီးတော့ D5 ရဲ့အခြေချမ်းအဆောက်အုံလို့ဖြစ်သွားတာနောက်ပြီးဟို2020 23 crypto ဆောင်ရည်ဘဲမာကတ်တုံးကလည် တခြား all coin တွေတော်တော်များများဈေးသိုးကျသွားချိန်မှာတော့ link အတော်လေးကြင်ကြံခံနိုင်ခဲ့တာတွေ့ရတယ်။ဟုတ်တယ်နော်။တခြားဟာတွေများအိတ်ကျတာ။ဒါကသူ့ရဲ့အခြေခံခိုင်မာမှုဟို strong fundamental ရှိတာရဲ့စဉ်ဆက်မပြတ် develop လုပ်နေတာတွေကိုယုံကြည်နေတော့ပဲဆိုတာကိုပြတာပေါ့ခင်ဗျာ။ကောင်းပါပြီ။ဒါဆိုသူ့အဓိကနီးပညာအပတ်ကိုနည်းနည်းပို့ပြီးနည်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 းသွားကြည့်အောင် decentralized oracle ဆိုတာလေးကိုနည်းနည်းအရှင်းပြပေးပါအောင်။ရပါတယ်။ Oracle ဆိုတာကလေအခြေခံသဘောကတော့ blockchain အပြင်ပါ off chain ပေါ့အဲ့ဒီက data တွေကို blockchain ပေါ်က smart contract တွေစီ on chain စီယူလာပေးတဲ့ဈာဟန်စနစ်တွေပါအင်းအင်းဈာဟန်ပေါ့ဟုတ် chain link ကအဲ့ဒီ array access ကိုဘ ਹੁ ချုပ်ကင်မှုကိမဲ့အောင် decentralized ပုံစံနဲ့လုပ်တာဆိုလိုတာက data တစ်ခုကိုအတီးပြုဖို့ oracle node တစ်ခုတည်းကိုအာမကိုဘူးကွန်ရက်ထဲမှာရှိတဲ့လွတ်လပ်တဲ့ node တွေအများကြီးစီကနေတိချစီ data တောင်းတယ် ော် note တွေအများကြီးရှိကနေပေါ့ဟုတ်တယ်အဲ့ဒီ note တွေစီကရတဲ့အဖြေတွေတူညီမှုရှိမှ consensus ရမှာအဲ့ဒီအတည်ပြုပေးထား data ကို smart contract စီပို့ပေးတာအဲ့လိုမျိုးအဲ့ဒီ decentralization ကဘာလို့လဲအရေးကြီးရလဲအဓိကတော့ယုံကြည်စိတ်ချရမှုနဲ့လုံခြုံရေးထပ်ပဲဟိုဘ ਹੁ ချုပ်ကိုင်မှုရှိတဲ့ oracle တခုတည်းကိုပဲအားကိုးရင်အဲ့ဒီတခုတည်းသော oracle သား hack ခဏရဒါမှမဟုတ် data အမှားပို့လိုက်ရင်ဘယ်လိုလုပ်မလဲတည်တနာတက်ပြီးမှာ ဟုတ်တာပေါ့အဲ့ဒီ Oracle ကိုတုံးနေတဲ့ smart contracts တွေအကုန်လုံးမားကုန်ကြီးရအဲ့ဒါ single point of failure လို့ခေါ်တာပေါ့ Chainlink ရဲ့ decentralized ချင်းကမှုကအဲ့ဒီ idea ကို short ချပေးတယ် node တွေအများကြီးပါနေတော့ data ကိုကြားဖြတ်ပြင်ဖို့ share လုပ်ဖို့အရန်ခတ်သွားတယ်ဆိုတော့ပူပြီးတိကျပူပြီးယုံကြည်ရတဲ့အချက်လက်တွေကို smart contracts တွေရစေတာပေါ့အဲ့ဒါဆို hybrid smart contracts ဆိုတာကတော့ဘာများလဲ hybrid smart contracts ဆိုတာကဒီလိုပါ blockchain ပေါ်မှာအလုံးလုပ်တဲ့ code on-chain logic ပေါ့အဲ့ဒါနဲ့ chain link oracles တွေကနေယူလာတဲ့အပြင်ကမ္ဘာက data off-chain data ပေါ့အဲ့နှစ်ခုကိုပေါင်းသုံးထားတဲ့ smart contract တွေကိုခေါ်တာ Oh on-chain code ရော off-chain data ရောပေါင်းထားတာဟုတ်ပါတယ်ဒီလိုပေါင်းလည်တဲ့အတွက် smart contracts တွေကအရင်ကတည်းကအများကြီးပိုပြီးအစွမ်းထက်လာတယ်ပိုပြီးလည်းအသုံးဝင်လာတယ်ဥပမာလေးတစ်ခုလောက်ရပါတယ်ဥပမာတီးနှံအာမခံစာချုပ်တစ်ခုကိုစဉ်းစားကြည့် ရာတီဥတုအချက်လက်တွေပေါ့မိုးရေချိန်တော့အဖူချိန်တော့ဒါတွေက off chain data တွေလေဟုတ်ကဲ့အဲ့ဒါတွေကို chain link oracle စေကနေယုံကြည်စိတ်ချစွာယူမယ်ပြီးတော့ smart contract ထဲမှာတတ်မှတ်ထားမယ်ဥပမာတတ်မှတ်ထားတဲ့မိုးခေါင်မှုအဆင့်ကိုရောက်သွားလေဆိုတာ ਨੇ အဲ့ဒီ hybrid smart contract ကအာမခံလျော်ကြေးကိုလေသမားစီအလို့အလျောက်တန်းဖို့ပေးလိုက်ရောဝါလူကြားကန်စစ်ဆေးရမလို့တော့ဘူးပေါ့ဟုတ်တယ်အငင်းပွားเสียရလည်းမလို့ဘူး ဒါကတီးတန် on chain မှာပဲအလုံးလုံးက contract တွေလုပ်လို့မရတဲ့အရာမျိုးလေဒီလိုပဲ real time ဈေးနှုန်းတွေကိုမူတည်ပြီးငွေချေတာတော့ကုန်စည်ပို့ဆောင်မှုအခြေအနေကိုကြည့်ပြီးငွေချေတာတော့အများကြီးလှုပ်လာနိုင်တော့မော့ဒီလိုနီးပညာတွေကြောင့်ပဲလက်တွေ့နဲ့ပဲအများကြီးမှသူတို့တွန်းလာကြတာဖြစ်မယ်ဘယ်နေရာတွေမှာတွန်းများလဲရှင်ဟုတ်တယ်သူ့ရဲ့တွန်းဝင်ပုံကတော်တော်ကျေပြန့်တယ်အဓိကနယ်ပဲချိုးပြောရရင် defi ကတော့ထိတ်ဆုံးကပဲ ိုချင်းငွေ protocol တွေ decentralized exchange တွေသူကယုံကြည်စိတ်ချရတဲ့ဈေးလုံးအချက်လက် price feeds တွေပေးတာကအရေးကြီးဆုံးပဲဟုတ်တယ်နော် defi မှာ price feed မမှန်ရင်ကမုတ်ကမဖြစ်ကုန်မှာအတိအကျပဲဒါမှအပေါင်ပစ္စည်းတန်ဖိုးတွက်တာချင်းငွေထုတ်တာတွေမှန်ပါလေ supply chain ဘက်မှာကဘလို့အသုံးဝင်လဲ supply chain မှာဆိုရင်ကွန်ပစ္စည်းတွေဘယ်ရောက်နေပြီလဲဆိုတာကို real time ချေခံဖို့တုံနိုင်တယ် IoT sensors တွေကရတဲ့ data တွေကို Oracle's ကနေစင် blockchain ပေါ်တင်ပေးလိုက်တာ။ Oh, sensor data တွေကိုတင်တာပေါ့။ဟုတ်။ဒါဆိုပို့ဆောင်မှုအဆင့်တိုင်းမှာပွင့်လင်းမြင်တာမှုရှိသွားပြီ။ Compisi ကအစ်စ်လားအတူလားစစ်တာတတ်မှတ်အပူချိန်တိုင်းမှာရှိရလားစစ်တာတွေလုံလာနိုင်တယ်။ဟို Vchain လို့ project မျိုးတွေကဒီလိုကိစ္စတွေမှာ chain link ကိုတုံးပြီး99%ကျော်တိကြတယ်လို့တောင်ဆိုကြတယ်။နောက်တစ်ခုစိတ်ဝင်စားတာက insurance နေပဲမှာ parametric insurance ဆိုတာဒါလိမင်းနဲ့ဟုတ်ကဲ့ parametric insurance ကအခုတော်တော်လေးခက်စားလာတယ်။တဘောကကြိုတင်တတ်မှတ်ထားတဲ့အဖြစ်အထွတ်တစ်ခုဥပမာငလင်းပြင်အားဘလောက်ဒါမှမဟုတ်လီယင်ခရေးစင်ဘလောက်ကြာကြာနောက်ကျသွားတယ်ဆိုတာမျိုးပေါ့။အင်းအဲ့ဒီအဖြစ်ဖြစ်ဖြစ်သွားပြီဆိုတာကို Oracle ကနေအတီးပြူလိုက်တာနဲ့လူဝင်စရာမလိုပဲလွယ်ကျေးကို အလိုအလျောက်တန်းထုတ်ပေးလိုက်တဲ့စနစ်အယမ်းမြန်တယ် ရှင်းလင်းတယ်ချင်းလင်းကအဲ့လီယက်တန်လိုအပ်တဲ့ယုံကြည်စိတ်ချရတဲ့ real world data တွေကိုပေးနိုင်တာပေါ့တတအသုံးဝင်တာပဲနော်ဟုတ်ပါဒီအပြင်ဂိမီမှာဂျပန်ကန်ဆန်းတာတဲ့ random message တွေယုံကြည်ရတဲ့ရလဒ်တွေဖန်တီးပေးတာ real estate မှာပိုင်ဆိုင်မှုလွှဲပြောင်းတာကို tokenization လုပ်ပြီးလွှဲကူအောင် လုပ်ပေးတာတွေအများကြီးပဲအဓိက အနိချုပ်ကတော့လေချင်းလင်းဟာ blockchain နည်းပညာကိုစာရွက်ပေါ်က concept အဆင့်ကနေလက်တွေ့ကဘာမှာတကယ်အသုံးဝင်အောင်တကယ်ပြဿနာဖြေရှင်းပေးနိုင်အောင်လုပ်ပေးနေတဲ့အဓိကကျတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေပြီခင်ဗျာအဲ့လိုအတုံးဝင်မှုတွေကြောင့်ပဲနာမည်ခီးကုမ္ပဏီကြီးတွေနဲ့မိဖက်ဖွဲ့မှုတွေလည်းအများကြီးတွေ့နေရတာပေါ့ဘယ်သူတွေပါနေလဲရှင်ဟုတ်ပါတယ်ဒါကလည်းချင်းလင့်ပြောင်းအရေးပါလဲဆိုတော့ကိုပြရတဲ့နောက်တစ်ချက်ပဲအထင်ရှားဆုံးတဲ့ကတစ်ခုကတော့ Swift နဲ့ပူးပေါင်းဆောင်ရွက်မှုပဲအော် Swift ဆိုတာဟိုဘန်တွေအများကြီးချိတ်ထားတဲ့ကွန်ရက်ကြီးနော်ဟုတ်ပါတယ် ကမ္ဘာပံပေါင်းစကြင်ထောင်းကြော်ချိထားတာသူတို့နဲ့ပေါင်းပြီးတော့ blockchain ပေါ်က tokenize ပိုင်ဆိုင်မှုတွေကိုဗန်ဒီဂျာမဘလူးလွဲပြောင်းမလဲဆိုတာစဉ်းသက်နေကြတယ်။ဒါကရိုးရဗန်ဒါရေး tradfi ပေါ်အဲ့ဒါနဲ့ crypto လောကကိုတံတားထိုးပေးဖို့ကြိုးစားနေတဲ့အကြီးကြီး project တစ်ခုပဲ။ Mastercard နဲ့ပူးပေါင်းမှုကတော့ဘယ်လိုမျိုးလဲ? Mastercard နဲ့ကတော့သူတို့ card ကင်ထားတဲ့သူတွေ crypto ကိုပိုလွယ်လွယ်ဝယ်နိုင်အောင် ဒါမှမဟုတ် crypto ကိုသုံးပြီး payment တွေလုပ်နိုင်အောင်နီးလိုင်းတွေရှာဖွေနေတာပါ။နောက်ပြီးဟို intercontinental exchange ICE လို့ဖွဲ့စည်းကြီးစီက FX ဈေးနှုန်းတွေအပိုတန်တက်တူဈေးနှုန်း data တွေလို့ institutional grade data တွေကိုရနေတာကလည်းသူတွေ Oracle network ကိုပို့ပြီးယုံကြည်စိတ်ချရစေတယ်။ Google Cloud တို့ Oracle လိုလိုနီးပညာကုမ္ပဏီကြီးရဲ့ပူးပေါင်းမှုတွေလည်းရှိသေးတယ်။ဒီ partnership တွေကဘာကိုညွှန်ပြနေတာလဲရှင်။ဘဏ္ဍာရေးစနစ်တည်တဲ့ကိုပါ ထိုးပေါဝင်ရောက်ဖို့ကြိုးစားနေလေဆိုတာကိုပြတာပဲဒီနေရာမှာသူတို့ရဲ့ cross chain interoperability protocol CCIP ကအရေးပါလာပြီ CCIP ဆိုတာက CCIP ဆိုတာကမတူညီတဲ့ blockchain တွေကြားမှာ data တွေ token တွေကိုလုံလုံခြုံခြုံလွှဲပြောင်းနိုင်အောင်လုပ်ပေးတဲ့နည်းပညာပေါ့ assertive တို့ masker card တို့လို global network တွေနဲ့အလုပ်လုပ်မယ်ဆိုရင်ဒီလိုမတူတဲ့စနစ်တွေကိုချိတ်ဆက်ပေးနိုင်တဲ့စွမ်းရည်ကမရှိဖြစ်လို့ရတယ်လေ ချင်းလင်းကဒီလို infrastructure တကူပြလာဖို့ရည်မှန်းနေပုံပဲကဲသူရဲ့နိပညာနဲ့အသွင်ဝင်ပုံဒီ partnership ဒီအကြောင်းပြောပြပြီဆိုတော့ link token ရဲ့ဈေးကဆွမ်းဆောင်ရင်းနဲ့သူရဲ့ tokenomics ဘက်ကိုနည်းနည်းကြည့်အောင်ဟုတ်ကဲ့ link က oracle zequat မှာ market cap အရာကြီးရင်တော့ဥဆောင်နေပါတယ်သူလုံနေတဲ့ zequat အလားလား TAM ဘော total addressable market ကလည်းအကြီးကြီးပဲခန်းမှန်းချီဒေါ်လာ billion 80လောက်ရှိနိုင်တယ် နေ့စဉ်20%လောက်တိုးတက်နိုင်တယ်လို့ခန့်မှန်းကြတယ်။ဒီလိုတိုးတက်မှုနှုန်းကတော်တော်များနေဆိုရမှာပေါ့။ဈေးနှုန်းအတက်အကျကတော့ဘယ်လိုရှိလဲရှင်။လက်ရှိလမ်းကြောင်းနေခန့်မှန်းချက်တွေပါလိကြမိလေ။ဈေးနှုန်းကတော့ဟိုခရစ်ပတိုဈေးကွက်ရထုံးစံနိုင်ပဲ။အတက်အကျကတော့ပြင်းထန်တာပေါ့။မကြတဲ့ခင်ကဆိုဖေဗရူလာနှုန်းပိုင်းကစပြီးဈေးနည်းနည်းပြန်ကျနေတာတွေ့ရတယ်။ဒါမဲ့စိတ်ဝင်စားစရာကောင်းတာကရေရှည်ရင်းနှီးမြှုပ်နှံသူကြီးတယ်။ ဟို Wales လို့ခေါ်တဲ့ token အများကြီးကင်ထားသူတွေကတော့ဈေးကြုံမှာဆက်ဝယ်နေကြတယ်လို့ report တွေကဆိုတယ်။အော်ဝယ်စုနေကြတော့ပေါ့။ဟုတ်လက်ရှိမှာ22 dollar to 30 dollar ကြားကဈေးနှုန်းအဆင့်က အရေးပါတဲ့ support level လို့ဖြစ်နေပုံရတယ်။ tokenomics ပိုင်းကတော့ဈေးနှုန်း popular တဲ့ရောက်မှုရှိနိုင်လေ။ဟို vesting schedule တို့ staking ratio နဲ့လာတို့ဆိုတာလေးလေ။ဟုတ်ကဲ့ tokenomics ကအရေးကြီးပါတယ်။ vesting schedule ဆိုတာကကြိုတင်တတ်မှတ်ထားတဲ့ အချင်းစရာအတိုင်းထိုကန်အတ္တီကိုဈေးဝက်ထက်ထပ်ထုတ်ပေးတာပေါ့ chain link မှာတနစ်ကို၄%လောက် token အရေးအတွက်တိုးလာမှု dilution ရှိတယ်လို့ဆိုတယ်။ဒါက supply ကိုတိုးစေတော့ဈေးနှုန်းပေါ့နည်းနည်းဖိအားဖြစ်စေနိုင်တာပေါ့။ဟွန်း။နောက်ပြီး staking ratio နဲ့၄%လောက်ပဲရှိတယ်ဆိုတာက token ကင်ထားသူအများစုကသူတို့ token တွေကိုကွန်ရက်လုံခြုံရေးအတွက် stake မလုပ်ထားဘူး။ အယောင်းပဲလုံနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ဆိုလိုတာဒါကလည်းဈေးနှုန်းမတည်ငြိမ်မှုကို ပိုဖြစ်စေနိုင်တဲ့အချက်တစ်ခုပေါ့ငထောင်း30ရက်အထိ token တန်း300လောက်ထပ်ထွက်လာအောင်မယ်ဆိုတော့ရေရှည် supply ကိုလည်းထည့်စင်းထားရမှာပေါ့ဒါဆိုရေရှည်ဈေးနှုန်းခန်းမှန်းချက်တွေကဘလို့ကြားထားလဲဟို100 dollars ကျော်နိုင်နေဆိုတာမျိုးတော့တကယ်ဖြစ်နိုင်လားခန်းမှန်းချက်တွေကတော့အမျိုးမျိုးပါပဲ တချို့က2025လောက်မှာဒေါ်လာ20ဝန်းကျင်လောက်ပဲခံမှန်းကြသလိုတချို့ကတော့အခြေအနေတွေအားလုံးကောင်းရင်ပေါ့ဥပမာ crypto ဈေးကပြန်တက်တာ chainlink adoption ပိုများလာတာမျိုးဆိုရင် ရေရှည်မှာဒေါ်လာ100ဒေါ်လာနေရာဒေါ်လာ90အထိတောင်ထိနိုင်တယ်လို့မျှော်မှန်းကြတယ်ဒါပေမဲ့အဲ့ဒါတွေကခံမှန်းချက်တက်တက်ပဲဆိုတော့သတိပြုရမှာပေါ့လေဈေးကအခြေအနေနီးပြနာတိုးတက်မှုပြိုင်ဆိုင်မှုအရေးကြီးဆုံးကစီးမင်းစီခံအပြောင်းအလဲတွေအများကြီးပုံမူတည်နေတာခင်ဗျာ အောက်ချုပ်မှု governance ပိုင်းကတော့ဘယ်လိုလဲရှင် decentralized လို့ဆိုထားတာဟုတ်လားဟုတ်ပါလေသဘောတရားအရတော့ link token ကင်ထားတဲ့သူတွေကကိုယ့်ရဲ့အရေးကြီးတဲ့အပြောင်းအလဲတွေအစိုးပြချက်တွေကို smart contract ကနေ decent မဲပေးဆုံးဖြတ်နိုင်တဲ့ decentralized ပုံစံကိုတုံးထားတယ်လို့ဆိုပါတယ်ဒီလိုအတိုင်းအတိုင်းပါဝင်ပတ်သက်မှုက project တစ်ခုရဲ့ရေရှည်ရည်တည်မှုအထက်ပြီးတော့လိုက်လျောညီထွေပြောင်းလဲနိုင်မှုအထက်ရေးကြီးတယ်လေ ဟုတ်ကဲ့ဘာလို့လဲဆိုတော့ကိုညက်ကိုဘလို့ upgrade လုပ်မလဲ parameter တွေဘလို့ချိန်မလဲဆိုတဲ့ဆုံးဖြတ်ချက်တွေက Oracle တွေရဲ့ယုံကြည်စိတ်ချရမှုနဲ့ထိရောက်မှုကိုတိုက်ရိုက်တိုက်ရောက်နေလို့ပဲ Chainlink Labs ကလည်းသူတို့ block တွေ social media တွေကနေအတိုင်းဝိုင်းကိုပုံမှန် update တွေပေးနေတာတွေ့ရပါတယ်စီကန်တင်ဒီရပ်ဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံမှုရှိတယ်ဆိုတာကတော့ဘလို့အသေးပဲလဲရှင်ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ကဟို SEC လို့အဖွဲ့အစည်းတွေရဲ့ crypto task force မျိုးတွေမှာပါဝင်ဆွေးနွေးတာတွေရှိတယ်လို့သိရတယ် ဒါကသူတို့ကစီမင်းစည်းကမ်းတွေကိုရှောင်ဖယ်နေတာမဟုတ်ဘဲကျိုးချောင်းစီလျော့တဲ့စီမင်းတွေပေါ်လာဖို့အတွက်ပူပေါင်းပါဝင်ခြင်းတဲ့သဘောကိုပြတာပေါ့ရေရှဲမှာဒါက institutional adoption လို့ခေါ်တဲ့အဖွဲ့အစည်းကြီးတွေရဲ့ယုံကြည်မှုရဟုအထောက်အကူဖြစ်နိုင်ပါတယ်ဒါပေမဲ့အရာရာတန်းကအကောင့်ချီတော့ဘယ်ဟုတ်မှာမလဲနော်ဘလို့ဝေဖန်မှုတွေစင်ခေါ်မှုတွေ chaining မှာရှိနေသေးလဲပြမှုပေါ့ဒါက crypto locker တခုလုံးကြုံနေရတာပါ အစိုးရတွေကဘယ်လိုစီခန့်နေထုံးလာမလဲမတိကျမေးရတာက adoption ကိုနောက်နေစင်နိုင်တယ် လုပ်ငန်းလက်ပတ်မှုကုန်ကျစရိတ်တွေတက်လာစေနိုင်တယ်။နောက်တစ်ခုက market manipulation ဈေးဝချဲ့လန်မှုအန်ဒလေပေါ့။ချင်းလင်းတိုကင်အများကြီးကင်ထားရဲ့ wheels တွေကဈေးနှုန်းကိုလွှမ်းမိုးနိုင်တယ်ဆိုတာမျိုး။ဟုတ်တယ်။ဒါကဈေးဝရဲ့တက်ကတံပူကိုထင်အားမပြနိုင်ပဲအတက်အကျကိုပိုချမ်းစေနိုင်တဲ့အန်ဒီရရှိတာပေါ့။နီးပညာပိုင်းမှာကောစိန်ခေါ်မှုတွေရှိသေးလား။ရှိပါတယ်။ဥပမာအတုံးပြမှုအများများလာတဲ့အခါ network congestion ရှိနိုင်ခြေရှိတာမျိုး။ ဒီဘော့ဂ်လောက်ရတာနည်းနည်းကန့်တကျရှိတယ်လို့ပြောကြတာမျိုးပေါ့နောက်ပြီးဟို technical analysis ရဲ့ကန့်တကျဒီလေးရှိတာပေါ့ crypto ဈေးဘက်ကညာပြောင်းလဲမြန်တော့ TA indicator တွေကမျက်နှာမှန်တယ်လို့ပြောလို့မရဘူးလေဟုတ်ကဲ့ပြင်ပကတရင်တွေအဖြစ်ပြက်တွေကစင်းနှုံးကိုချက်ချင်းပြောင်းလဲသွားစေနိုင်တယ် economics နဲ့ဆက်ဆက်တဲ့ market risk တွေလည်းရှိသေးတယ်နော် ဟုတ်ပါတယ်ဟို node operator တွေကိုပေးတဲ့ incentive တွေ ecosystem အတွက်ထုတ်ပေးတဲ့ rewards က token supply နဲ့ demand ကိုတက်ရောက်မှုရှိနိုင်တာပေါ့ exchange တွေစီကို token တွေအများကြီးရွှေ့လာတာမျိုးကအမြတ်ထုတ်ဈေးကစားမှု speculative trading တွေများလာတာကိုပြပြီးဈေးကွက်မတည်ငြိမ်မှုကိုပိုးဆိုးစေနိုင်တယ်ဒီစင်ခေါ်မှုတွေအလုံးက crypto project တိုင်းလုံးလုံးကြုံရနိုင်ပေမဲ့ chain link လို့ electric ကဘာနဲ့ blockchain ကိုဒီလောက်နက်နက်ဆိုင်ဆိုင်ပေါင်းစပ်ဖို့စ조사နေတဲ့ project အတွက်ကြတော့ပို့ပြီးတော့အရေးကြီးလာတာပေါ့ ဒီစင်ခေါ်မှုတွေကိုသူတို့ဘလို့ကြော်လွားမလဲဆိုတာကသူ့ရဲ့အနာဂတ်အတွက်တော်တော်လေးအဆုံးဖြစ်ဖြစ်လာလိမ့်မယ်ခင်ဗျာကောင်းပါပြီဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာဒီကိုအနှစ်ချုပ်သုံးသပ်ရရင် Chainlink ဆိုလာက Blockchain ဆိုတဲ့ Digital ကဘာနဲ့လက်တွေ့ကဘာ data တွေကိုချိတ်ဆက်ပေးမဲ့အရေးပါတဲ့အခြေခံအဆောက်အအုံကြီးတစ်ခုဖြစ်လာဖို့ကြိုးစားနေတယ်ပေါ့သူရဲ့ decentralized oracles နဲ့ hybrid smart contracts နည်းပညာတွေက DeFi ကနေအာမခန် supply chain ထိလက်တွေ့အသုံးချက်မှုအများကြီးကို ဖြစ်လာစေတယ်။ Swift, Mastercard လိုမိတ်ဖက်တွေကလည်းသူ့ရဲ့အလားအလာနဲ့လက်ခံခြင်းတုံးမှုတိုးလာနေတာကိုပြနေတယ်ဆိုရမှာပေါ့နော်။ Member သူ့ရဲ့အဓိကတန်ဖိုးကတော့လုံခြုံစိတ်ချရတဲ့ off-chain data တွေကို blockchain ပေါ်ကိုယူလာပြီးနိုင်ခြင်းပါပဲ။အလားအလာ impact ကြီးမှသလိုစိန်ခေါ်မှုတွေဥပမာစီးမြင်ကိစ္စတွေပြိုင်ဆိုင်မှုတွေ ဈေးကွက်အတက်အကျပြင်းထန်မှုတွေကလည်းတကယ်ရှိနေတာကိုတော့အတိအမှန်ပြရမယ်။သူ့ရဲ့အနာဂတ်တိုးတက်မှုက blockchain နဲ့ web3 ကိုလူတွေ block ကြဲကြဲပြင်းပြန်လက်ခံတုံ့ဆွဲလာမလဲ။ပြီးတော့အခုနောက်ကပြောခဲ့တဲ့စိန်ခေါ်မှုတွေကိုသူ block ကောင်းကောင်းကျော်လာနိုင်မလဲဆိုတာတွေပေါ်မှာအထူးကမူတည်နေပါလိမ့်မယ်။အထူးသဖြင့်ဟို tokenized ပိုင်ဆိုင်မှုဈေးကွက်ပေါ့2030မှာဒေါ်လာ3.3 trillion ကနေ10 trillion အထိကြီးလာနိုင်တယ်လို့ခန့်မှန်းတာကြောက်ကကိုကြီးရင်လည်း ဒီအကြီးစေးကွက်မှာ chain link လို့ယူတည်စိတ်ကြတဲ့ Oracle service တွေရဲ့အခန့်ကဏ္ဍကတော်တော်လေးအရေးပါလာနေတယ်ခင်ဗျာနောက်ဆုံးဝင်စဉ်းစားစီတာအတွေးလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ရိုးရာပိုင်ဆိုင်မှုတွေပေါ့အင်ချမ်းမြေတွေစတော့ရှေရတဲ့အမှုပညာပစ္စည်းတွေစလာတဲ့ကိုပို့ပို့ပြီး tokenize လုပ်ပြီး blockchain တွေပေါ်တင်လာကြတဲ့အခါကျရင်လေဒီ digital ပိုင်ဆိုင်မှုတွေတန်ဖိုးမှန်ကန်မှုအခြေအနေမှန်ကန်မှုတွေကိုအခြေအနေတပြိုင်ညီအတိပြုပေးဖို့ chain link လို့ယုံကြည်စိတ်ချတဲ့ oracle ဝန်ဆောင်မှုတွေဟာ ဘလောက်ထိမရှိမဖြစ်အရေးပါလာမလဲသူတို့ဟာအနာဂတ် digital စီးပွားရေးနောက်ကွယ်ကမမြင်ရပေမဲ့မရှိမဖြစ်လိုအပ်တဲ့ pipeline တွေအသက်သွေးကြောတွေဖြစ်လာနိုင်မလားဒါကတော့ချက်ပြီးစောင့်ကြည့်ရမယ်စဉ်းစားစရာအခြေတစ်ခုပါပဲဒီစူးစမ်းလေ့လာမှုမှာပါဝင်နှဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်